မင်္ဂလာပါခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ဇေယံဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါရှင်ညီမနာမည်ကတော့ခင်ကျော်ရှင်ပါမင်္ဂလာပါညီမနာမည်ကဝိမျက်ဖြူဖြစ်ပါတယ်ရှင်ဟုတ်မင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတီဟာအောင်ပါအာဘလို့လက်ခံရိုက်ကူးပြလဲဆိုတော့ဟိုပထမဆုံးအနေနဲ့ကတော့เนาะဒီကျွန်တော်တို့အဲကျွန်တော်အခုအမလို့ပြောရမှာပေါ့အဲကိုမင်းစနေနဲ့မမေ့တူထုံးဆီကနေပြီးတော့ အဲကျွန်တော်ခေါင်းဆောင်မင်းသားတင်ရိုက်မယ်ဆိုပြီးတော့အဲ surprise တိုက်လို့ပေါ့နော်အဲအဲ့ရနေစပြီးတော့ဟိုအကိုနဲ့အမတင်ရိုက်လို့အဲလက်ခံရိုက်ခုဖြစ်တာပါဗျအဲညမကလည်းဒီအဲအမမီသူတွန်းနဲ့ကိုမင်းစနေရနေပြီးတော့ဒီ character ကိုဒီလုံနိုင်မဲထင်တယ်လုံကြည့်ပါဆိုပြီးတော့ကိုကန်းလန်းလာတဲ့အချိန်မှာပထမကတော့ကိုကိုယုံကြည်မှုလည်းမရှိဘူးလုံနိုင်မယ်လို့လည်းမထင်ဘူး တပတ်တိတိလောက်ဒီလုံးဝအဖြေမပေးခဲ့အောင်เนาะလုံးမယ်မလုပ်ဘူးဆိုတော့မပြောခဲ့ဘူးအဲ့ဒါဆဲတော့ခံရသေးရပါတော့။အဲ့ဒါဘုန်းဆက်လာတဲ့အချိန် မှာအော်ကိုယုံကြည်ပြီးတော့ပေးထားတာရတယ်ငါလောက်ကြည့်မယ် try ကြည့်မယ်ဆိုပြီးတော့အဲ့လိုနဲ့လက်ခံရိုက်ခုဖြစ်သွားတာပါ။ဟုတ်။ဒီစတန်တွေလေးကိုဆရာဆရာနဲ့မမေသူထွန်းကနေပြီးမှဒီမလေးကိုအခွင့်ရေးပေးရတဲ့အတွက်ကြောင့်မို့ရိုက်ဖြစ်ခဲ့ပါရဲ့ရှင်ဟုတ်။ အော်ကျွန်တော်အနေနဲ့ကကျွန်တော်ဒီဇလန်းကိုဖက်ကြည့်တဲ့အချိန်မှာကျွန်တော်တကယ်ကြိုက်နေတဲ့ကာရီတာလေးတစ်ခုရှိရယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်ဘယ်သူမှလည်းမပြောပြအောင်ကျွန်တော်ကထားထားရယ်ပေါ့အဲ့ချိန်မှာဖြစ်ကျွန်တော်အကန်ကန်ကောင်းတယ်လို့ပဲပြောရမှာပေါ့နော်ကိုစနေနဲ့မှညီမလေးမိသူကကိုကြီးတဲ့ဒီကာရီတာလေးရှိတယ်တဲ့ခွေးလုံးမလားတဲ့အဲကျွန်တော်လုံးမယ်ဆိုပြီးတော့တန်ကြွလဲဘာလဲဆိုကျွန်တော်ဒီတော်ထနိုင်ကာရီတာလေးကိုကျွန်တော်အရန်ကြိုက်လို့ပေါ့နော်အရန်လေးလှုပ်ရှင်တာကြောင့်မလို့ပါဟုတ်အဲ့တော့လေအများကြီးကျေးဇူးတင်ပါတယ်ဗျာ ကျွန်တော်အိမ်မက်ထဲမှာမင်းကလေးတို့နဲ့တွေ့ရဆင်းကျွန်တော်သူ့အရင်ရင်းနေတယ်လို့ခံစားရတယ်ဘလို့ပြင်ဆင်ခဲ့လဲဆိုတော့ဟိုပထမဆုံးအနေနဲ့ကတော့ဒီဇက်ကောင်ဇက်ကောင်ကာရက်တာပေါ်မူတည်ပြီးတော့အဲစိတ်နေစိတ်ထားပေါ့နော်စိတ်နေစိတ်ထားအရင်ဆုံးစပြီးတော့ပြင်ဆင်ရပါတယ်ဒီဟန်ဒါဆန်ဆိုတော့ဇက်ကောင်လေးကဟို တိတ်မိတဲ့ကောင်လေးဆိုတော့နည်းနည်းလေးဟိုကျွန်တော်တို့ကစိန်ခေါ်ပထမဆုံးကတော့စိန်ခေါ်မှုဖြစ်တယ်အဲလုံနိုင်မှာမလားပေါ့ဒါပေမဲ့အကုန်ထဲမှာယုံကြည်ပြီးတော့ကြတော့လေအဲကျွန်တော်အကောင်းဆုံးလုပ်မယ်ပထမဆုံးမျက်ချက်ကအဲ့ဒါချရတယ်ဒုတိယကတော့ဒီ character ပေါ်မှာဘယ်လောက်ထိကိုစူးစမ်းအားထုတ်မလဲပေါ့ 調査အထုတ်လို့ရမလဲကိုယ့်ရဲ့အကောင်းဆုံးရိုက်ကူးသမျှထဲမှာပေါ့နော်ဒီကျွန်တော် viral protection နဲ့ရိုက်ကူးသမျှထဲမှာအကောင်းဆုံးဘယ်လိုဖြစ်အောင်လုပ်မလဲဆိုတဲ့ပုံမူတည်ပြီးတော့အများကြီးတော့ပြင်ဆင်ခဲ့ရပါတယ်ဒီဒီဇက်ကောင်တော့ကတော့အချိန်နေလဲပေးရသလိုဟိုတရုတ်ဆောင်လေ့ကျင့်မှုတွေလည်းအများကြီးပြင်ဆင်ခဲ့ရပါတယ်ဗျနင်တကယ်ပဲဟန်သက်ဆံကိုကြိုက်နေလားဟန်သက်ဆံလည်းမကြိုက်ဘူး तू ကမကြိုက်ဘူးဟာ Hey ကျွန်တော်မှာအတိတ်ကချစ်ခဲ့ဘူးရဲ့ချစ်သူဘာရင်တော့ငရအိမ်မှာနေခဲ့ပြီးတော့ နင်းငါ့ကိုငင်းလေးရဲ့ကြည့်ရဲ့အေးအေးဆရာကျွန်တော်အတိတ်ကအကြောင်းလေးကိုပြန်မမှတ်မိနိုင်တော့ဘူးလား ဒီညီမကတော့အင်ချူမီကာရိုက်တာနဲ့ပတ်သက်ပြီးတော့ပြင်ဆင်ခဲ့ရတာတော့ဒီတရုတ်ဆောင်ပိုင်းဝင်ပို့ပြီးပြင်ဆင်ခဲ့ရတယ်ညီမကတစ်ခါမှအဲ့လိုမျိုးဟိုအေးအေးလေးပုံစံမျိုးတရုတ်မဆောင်ဘူးပေါ့နော်အမြဲဒီဘီလင်းကာရိုက်တာပဲရိုက်ခဲ့တာဆိုတော့ဒီအင်ချူမီကာရိုက်တာမှာじゃသူကအေးအေးလေးသွားရတဲ့ကာရိုက်တာဆိုတော့တရုတ်ဆောင်ပိုင်းဝင်တော့အများကြီးပြင်ဆင်ခဲ့ရတယ်စကားပြောရတယ်ရောပေါ့နော်ပြင်ဆင်ခဲ့ရတာတော့အဲ့ဒါလေးရှိပါတယ်အဲ့ရလဲအခုကစပြီးတော့ဟန်ထက်ရဲ့အိတ်ဖြစ်သွားပါတယ် ုပြင်ဆင်ခဲ့ရတဲ့အပိုင်းကတော့ဒီ character ညီမအပြင် character နဲ့လည်းအရင်နည်းနည်းတော့ကိုယ်ရဲ့ပေါ့နော်ဒီ character ထဲမှာကျတော့သူကတော်တော်လက်လက်ကောင်းမလေးအဖြစ်နဲ့တရုပ်ဆောင်ရတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးတော့ပြင်ဆင်ခဲ့ရတဲ့အပိုင်းတွေလည်းရှိရဲဒါပေမဲ့ဆရာ writer မင်းစနေနဲ့မမေသူထွန်းရဲ့ပြီးရဲ့ဒီဂျာကြီးကိုတရားအောင်လို့ရောဒီ senior ညီကောင်မောင်မများလည်းဝိုင်းပြီးတော့ဒီ တင် जा ပေးရပေါ့နော်အဲ့အတွက်ကြောင့်မို့လဲအကောင်းဆုံးလုပ်နိုင်ခဲ့ပါရဲ့ရှင်။အာငါ့ကိုလိုချင်မောနေရအောင်ပဲဟုတ်ကျွန်တော်အနေနဲ့ကတော့ဒီပြင်ဆင်ခဲ့ရတဲ့ဘဏ်ကတော့အများကြီးပေါ့နော် quality တစ်ဖက်မှာလည်းအလုပ်တစ်ခုရောဆိုတော့ဒီတော်ထနိုင်ဂိုက်တာကိုအဝင်ဖို့အတွက်ကဒီတော်ထနိုင်နဲ့ပတ်သက်ပြီးတော့အတချို့လေ့လာရတဲ့အပိုင်းတွေရောပေါ့နော်အကောင်းဆုံးတော့ပြင်ဆင်ထားပါတယ်အဲလိုအပ်ချက်တွေရှိလာခဲ့ရင်လည်းခွင့်လို့ပြပါအခုလိုချင်းနေမျိုးမှာမတို့ထအကောင်ရုံလို့ရပါမယ်အေး သူကငါတို့တမိကြောက်ချရလားဆိုတော့ဘယ်လိုလုပ်ရိုက်ကူးနေချိန်ခက်ခဲရတော့အဲထွေထူးထူးတားအများစားကြီးတော့မရှိဘူးပေါ့နော်အတတ်နိုင်ဆုံးတော့ရှိရင်လေဒီဒီငယ်တို့တော့ညီကိုတွေပေါ့နော်ပေါင်ဝင်ပြီးတော့ဖြည့်ရှင်းလိုက်ကြတာပါပဲထွေထူးထူးတော့တိတ်တော့မရှိခဲ့ပါဘူးခင်ဗျမင်းအိမ်ထူးနဲ့ငါတင်ငယ်ချင်းတို့ထိလို့ရတော့မင်းကိုရှင်းမသားဘူးခက်ခဲရတော့အများကြီးမရှိပါဘူးဘာလို့လဲဆိုတော့ဒီအဖွဲကလည်းအပြစ်မှန်တဲ့မိသားစုလိုနေတဲ့အတွက်ကြောင့်မလို့ပဲကောင်းကောင်းမွန်မွန်လုပ်နိုင်ခဲ့ပါရဲ့ရှင်ဟုတ်အာဒီကောင်မှာအခက်ခဲတွေရတော့ဘာမှမရှိခဲ့ပါဘူးခက်ခဲက အကုန်လုံးကဒီစကားဝယ်စိတ်နစ်ပြီးရိုက်နေကြတော့နေ့လယ်စားထမင်းစားစင်တော့ကြားလာလေးပဲခက်ခဲရှိရပါတယ်ဟုတ်ဟိုခက်ခဲရတော့အချို့မပြောလို့ကျွန်တော်တို့နေ့လယ်စားဆိုရင်နှစ်နိုင်သုံးနိုင်လောက်မှစားပြီးတော့စူးစမ်းအထုတ်ပြီးတော့ရိုက်ထားပါတယ်နော်ကျွန်တော်တို့ဘာမှမရှိပါဘူးအေးစေးပါအဲ တူတူတယောက်ဆောင်တဲ့လူတွေနဲ့အပေးယူမြောက်တော့ပထမဟိုနှစ်ပိုင်းရှိမယ်ပေါ့နော်ပထမတစ်ပိုင်းကကျွန်တော်စီနီယာမတ်ပေမီကျော်ကျော်နဲ့ကြတော့ကျွန်တော်ကကြဟိုနောက်ကနေပြီးတော့ဟိုလိုက်ပြီးတော့တယောက်ဆောင်ရတဲ့ပုံစံမျိုးဖြစ်မှာပေါ့နော်အဲ့လိုမျိုးဆိုတော့ကြတော့ဟိုအမားနဲ့ဘလိုကမစရီမိအောင်ကျွန်တော်ဘလိုစူးစမ်းရမယ်ဘလိုအားထုတ်ရမယ်ဆိုတာအရင်ဆုံးပြင်ဆင်ရတယ်ပေါ့နော်နောက်နောက်ပိုင်းကကြဒီယာရီကကျွန်တော်ဂျူနီယာညီမလေးတွေအကုန်လုံးဟိုဟိုတရားတော်နဲ့ကြတော့စီနီယာဆိုတော့ကြတော့ အားလုံးနဲ့ကတော့ဟိုမာဖီးယားမိသားစုကတော့အကုန်လုံးကဟိုအကုန်လုံးအေးဆေးဆေးဖြစ်တယ်ဆိုတော့ကျတော့သူတို့နဲ့ရင်းကြီးကတော့ကိစ္စတော့တိတ်မရှိဘူးပေါ့နော်ဟိုအများကြီးဟိုပြင်ဆင်ရကျွန်တော်မရိုက်ခင်လည်းအများကြီးပြင်ဆင်ကြဆိုတော့ဟိုရိုက်ကူးစင်ကာလကတော့အကုန်အဆင်ပြေပါတယ်อืมအရင်ညှိယူခဲ့ရလဲဆိုရင်တော့အရင်ဆုံးဒီကိုစီယန်နဲ့ရောမမေ့မီနဲ့ရောပထမအဦးဆုံးညှိခဲ့ရတာတော့အရက်ပေါ့နော်အရက်မညှိလို့အရက်ညှိခဲ့ရပါတယ် အာပြီးတော့ဒီတရုပ်ဆောင်ပိုင်းမှာဆိုလို့ရှင်လဲကိုစီယန်နဲ့ကလည်း character မိပါတယ်နှစ်ယောက်လုံးကလည်းအကောင်းဆုံးလုပ်ခဲ့ပါတယ်မမေမီနဲ့ကလည်းမမေမမေမီကဒီအငယ်တွေပေါ်ကိုလည်းတခြားလေးလက်တွဲခေါ်ပေးပါတယ်အဖွဲအားလုံးကတရားရဲတရားရိုင်းမင်းကုညီရဲ့အတွက်ကြောင့်မလို့အများကြီးတော့အခက်ခဲတော့မရှိပါဘူးရှင်ဟာအဲကျွန်တော်အနေနဲ့ကတော့လေဒီညီညီကောင်မတော်မနဲ့တွေ့နေကြလူကြီးလေဖြစ်တော့ကြတော့တိတ်ပြီးတော့တိုင်ပြင်ဇာညှိယူဇာတော့အရင်ကြီးတော့မရှိခဲ့ပါဘူး ယခုပြသမယ်အတိတ်ရဲ့နေဆံများစကားကလူငယ်တွေအားလုံးပေါင်းပြီးရောရိုက်ထားတဲ့စကားလေးဖြစ်လို့အားလုံးတို့ရသအတိတ်လေးရမယ်လို့မြောင်းလဲပါတယ်။ဒီကားလေးကအတိတ်ရဲ့နေဆွဲများဆိုတဲ့ခေါင်းစဉ်အတိုင်းပဲပေါ့နော်။နည်းနည်းစိတ်ဝင်စားစရာ ဘယ်လိုရှိမလဲဆိုတာတော့ဟိုစောင့်ကြည့်မှသိမှာဆိုတော့ကြတော့မြေသက်တွေအနေနဲ့ဒီကားလေးလွှင့်ပြီဆိုရင်ကျွန်တော်တို့ဒီမော်မအားလုံးစောင့်ကြည့်ပြီးတော့အားပေးကြပါအောင်ခင်ဗျာအဲကျွန်တော်တို့ဒီဇကားလေးရပါတော့အတည့်ရဲ့နေစင်းများလေးရအခုဆိုရင် channel game မှာလည်းပြတော့မယ်ပေါ့နော်ဒီဇကားလေးကကြတော့ကျွန်တော်တို့နည်းနည်းစိတ်ဝင်စားဖို့လေကောင်းတယ်ဒီလိုဇောင်းဝင်ကန်းနေမှာဆိုရင်ဒါကြီးကအော်ဘလူးဖြစ်သွားတယ်ဟုတ်ကဲ့အတွေးမျိုးတွေအထီးလေးပြီးနိုင်တဲ့ဇာကားလေးပေါ့နော်အဲ့တော့ကြောင့် channel game မှာလည်းတစ်ဆက်လေးစောင့်ကြည့်ပေးဖို့ဖိတ်ခေါ်ပါရခင်ဗျာခမန်းခံတယ်နော်ခမန်းခံတယ် အတေးရဲ့နေဆွဲများစကားလေးကိုလည်းချန်နယ်ကမှာပြသရခါကြရင်လည်းကြည့်ရှုအားပေးကြပါအောင်ရှင့်ညီမတို့အဖွဲ့သားအားလုံးကလည်းအများကြီးစူးစမ်းထားရမလို့အများကြီးစောင့်မျှော်ကြည့်ရှုပေးပါအောင်ရှင့်